နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့မှာရဲစခန်းကိုဝင်ရောက်တိုက်ခတ်ရာဒူရဲဦးတုံးနဲ့ရဲတပ်သားတအူးတိတ်ဆုပ်သွားပြီးတော့6ဦးထိရိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ9ရက်နေ့မနက်6:00နာရီခွဲအချိန်ကမှပလောမြို့နယ်တောက်ရကန်းကြီးရွာမှာရှိတဲ့ပလောမြို့မှာရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိတ်ခရအမှတ်တဲတိုင်းရင်းကတော်လိုင်းရဲဘော်များကဝင်းရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်တပ်ကတူရဲအုပ်တအုပ်နဲ့ရဲတပ်သားတအုပ်တွေဆုံးခဲ့ပြီးတော့6ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများစီကနေပြီးတော့ G3 rifle တနက်တလန် G အတောက်200ကြီးပေါင်းနှစ်ခုလက်ကင်ဖုန်းနှလုံးရာထူးတစ်စိတ်တစ်စုံနဲ့ စားဖြင့်ဘားဒန်တို့ကိုတင်စီရမိကတော်လိုင်းတပ်ဖွဲ့ဝင်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးဒီကောင်တွေကဇောင်းထနေတာကြာပြီအဓိကကတော့စစ်မှုထမ်းတွေအတင်းအဓမ္မခေါ်ပြီးတော့ငွေညက်ပြီးလှုပ်ရှားနေကြတာအရက်သားတွေကသူတို့ကိုခြေမုံခိုင်းစေချင်တာကြာနေပြီအခုဆိုရင်အရက်သားတွေကဒီကောင်တွေတေလို့အရန်ကိုဝမ်းသာအားရဖြစ်နေကြတာလို့ဘိတ်ခဲအမှတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောပြထားပါဗါးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ရဲ့ခလိုက်ရ298တိုင်ရင်က စပူပြင်းကျေးရွာဘက်ကိုလက်နက်ကြီး15ချက်နဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းအောက်ပေါင်းကျေးရွာကပြည်သူ9ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။